ပုတ်ပိုင်း ANC Channel ကိုအစီအမြဲစောင့်မျှော်နားဆင်နေကြတော့ပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှတဘာဇလန်လေးရဲ့အပိုင်း16ကို ချုံမှဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ အေကန်နေရအကြနာထိုင်ကရေဒီယိုမှလာနေတဲ့တချင်းလေးရလိုက်ဆိုရင်တယောက်တည်းပြုံးလိုက်တခုခုကိုစိတ်ကူးရင်တလို့နှကန်းလေးဖိကိုက်လိုက်ဖြင့်ချိနေသည့်ချစ်သမီးဒေါ်ပလဲဒီအေကန်နေဝင်လာရင်မှရေဒီယိုကိုပိတ်ချလိုက်သည်ဟမ်ဘာလို့ပါလဲချစ်သမီးအလိုမကျတန်လေးထွက်လာတယ်လို့ဟာရီဖြစ်သူကညူစူစွာ ကြည့်လာသည့်ကြည်မှာဒေါသရောင်တွေကလွှမ်းနေသည်ညီကိုငါကြည့်နေကြားလာတယောက်တည်းရေလိုက်ပြုံးလိုက်နဲ့ဘာဖြစ်ရ ခြေသမီးနှခမ်းလေးကမဲချသွားတယ်လို့ထိုင်နေရမှထရက်လိုက်ရင်ဖွားလေရီရာလူလည်းမရီရဘူးလားလက်ချီပြီးတော့လက်ကျောနေတာပဲငါလည်းငယ်ရာကကြီးလာတာပါအေးခြေသမီးညီခုမှငယ်ငယ်လေးရှိသေးတယ်နော်ဘာဖြစ်နေကြပြန်ပြီလဲဗျာအပြင်ကပြန်ရောက်ချင်းသမီးနဲ့အမေရဲ့ဆွဆွပူပူအတန်းလေးကိုအရင်ကြားရသည် သမီးကသူ့ကိုမြင်တော့အနာပြေလာကခါကြည့်ကိုဖက်ရင်းမှနှကန်းလေးစုကဥအောင်တိုင် ဖေအမလေးဖွားပေါ့သမီးကိုရီလို့ဆိုပြီးလာစူးနေတယ်သမီးကမင်းရတော့ဘူးလားလို့ရာဇဘွားပြုံးနေသွားသလိုသမီးဤခေါင်းလေးကိုဖောက်ဖောက်ပုတ်တက်လိုက်သည်ကဲပါဟုတ်ပါပြီသမီးရဲ့သွားသွားပေါ်တက်တော့ဒေါ်ပလေးဒီအင်ပေါ်တက်သူ့တက်သွားသည့်ချစ်သမီးကိုကြည်ရင်တပင်းချလိုက်မိသလိုတားဖြစ်သူကိုရင်မောစွာကြည်မိရာဇဘွားကအခုအငိမ့်စားယူထားပြီဖြစ်သလိုစီးပွားရေးသာလှဲ့လို့သည်ရာဇဘွား မင်းသမီးကအပြိုလေးဖြစ်နေပြီနော်ဒီအရွယ်ဆိုတာလေတိုးရင်တော့ခွတ်ထိုးခွတ်လန်ရစ်တတ်တဲ့အရွယ်ပြီးတော့အမေရေသမီးကခလေးပဲရှိပါသေးတယ်ဗျာတော့ပလဲဒီပြောရချက်လို့သဖြင့်ရင်သာလေးမိသည်မင်းတို့သားဖားနဲ့တော့ခတ်တော်တာပါပဲရာဇပွားဒေးဗစ်တက်တော့ပြောနေသည်အမေကိုလူလူရှိရင်မှအိမ်မော်တက်လာခဲ့တယ်လို့ငကိုတဲကသူတို့သားမိနေတာကစိတ်သက်ကြီးအခုမှမဟုတ်ရင်ထဲကငွေထွေးခဲ့တာပဲ ချစ်သမီးခုံလေးတွင်အသာထိုင်ရင်းမျက်နှာလေးကပန်းသည့်ပမာဏီရဲနေ၏။ရင်တွေကတည်တည်ခုံမြန်လာသလိုလက်ဖြားလေးတွေဆိုအေးဆက်လာ၍အချင်းချင်းဖိဆုပ်ကင်ထားရသည်။သူ့အကြည့်တွေအောက်မှာကိုလေးကြုံထားမိသလိုကြက်သီးမှုန်းင်းလေးတွေကဖြန်းကနေထား၏။ကို့ကိုမချစ်လို့လားယင်။ပြောပါဒါလည်းရဲ့။အဖြေကိုကြားကျင်လို့စောင့်နေရတဲ့ကို့ကိုလည်းတနာပါအောင်ကွာ။အိုးချစ်သမီးရဲ့ရင်အဆုံမှာဂိူနာမိုးတွေဆွေသွားရသည်။ သူမျက်နှာကိုမရေတရေမော့ကြည့်တော့အချစ်သမီးထံမှအဖေကိုငန့်လင်တောင်းတနေသည့်သူပုံစံကသနာစရာပါပဲ။သူကတခြားလူမို့အခွန်တော်အရာရှိကြီးဥရွှေမိုးဤတဝူရီတော်သားဖြစ်သူဂျော်နီငွေမိုးပင်ဂျော်နီဒီရုပ်ကလေးလည်းမဆိုးသလို အမတန်မှပွေရှုပ်တဲ့တီပီဇာရှိသည်။ပညာလေးကလည်းရှိငွေကြီးကလည်းချမ်းသာကချစ်သမီးနှစ်ထူးမခြားနာရိုင်းဆိုင်ဤပြောလေးထားလဲကို့ကိုချစ်သလားလို့ချစ်သမီးနှုတ်ဖျားလေးမှတဆက်ဆက်တုံရင်နေသည် မေးပြားလေးကိုဆွဲပင်လာတော့ခင်ကနေအတန်လေးထွက်လာတယ်လို့ပြောရင်းရင်မှာချစ်ပါတယ်ရှင်။ချစ်သမီးရှိအောင်တည့်ချစ်ပါတယ်လို့စပကြီးငွေတကောင်ဤဟျုတ်ချက်ပြင်းပြင်းကိုမိလိုက်မိတယ်လို့မလူးလွန်သာအောင်ချစ်ချင်းဤရှိမောက်တွင်ချစ်သမီးတယောက်ပြပြဝေခဲ့ဤဂျော်နီသည်ချစ်သမီးကိုလိုစလိုကြိုးကင်နိုင်သည်ချော့ရွေလဲစီယုံနိုင်သည်လို့ချော့ရွေလဲအမိန်ပေးတတ်သည်မချစ်ဖူးစီဦးရိုင်းလေးမို့ချစ်သမီးမှာချစ်ရသူမျက်နှာညှိုးလင်ကိုမိုးပြိုမတက်ခံစားရရှာသည် ်မောင်မောင်သမီးရေးစားထားနေပြီသမုဒ္ဒရာကိုသူများတွေကလာလာပြီးပြောနေကြတယ်ရာဇဘွားနားမထောင်တယ်လို့သူမျက်စိတဲ့သူသမီးဟာခလေးသာသာမို့တားဖကြားတမင်တွေ့ခွဲသည်ဟုသာမှတ်သည်ရာဇဘွားနှစ်သမီးမူးမမှန်ဘူးနော်မလာရီလည်းအရန်ကြိုက်တာပဲပြီးတော့အိမ်လည်းမကပ်ဘူးအမေရလေဗျာမိဘသာအေးလူလူနေစမ်းမှာကျွန်တော်သမီးကိစ္စကျွန်တော်ဘာသာသိတယ် ကြာတော့ဘသူမှအမုန်းခံတိုက်ခံဖြစ်ခံပြီးဂရီမပေးမပြောနေတော့ဘီရာဇာဘွားကတော့သူသမီးဤစကားတခွန်းသာအမှန်ယူဆသူဖြစ်သည်ချစ်သမီးသည်ဂျော်နီအနာရင်သာအမြဲရှိသည် မကြုံဘူးသောအမှုရွာစကားတွေအထီတူတွေမှာယွယူမမိုက်သားရာဤဂျော်နီသည်လက်ကြောမတင်သလိုအလောင်းကစားလွန်မဲ့ဤဝေလိုသည့်အခါတိုင်းလဲသူ့ဖေစီကမရလင်ချစ်သမီးစီကယူသည်ချစ်သမီးနောက်ွယ်တွင်ပွေရှုပ်သလိုချစ်သမီးကမယုံသင်္ကာမိမင်းမိတိုင်းလည်းကပြန်စည်းကတနာရှာတဲ့ဤ ဂျော်နီကိုယွယွမှုမှုဆွဲလက်မိသည့်ချစ်သမီးမှာထိုထံတွေကိုခံရတော့သည်မြို့ကလေးကိုခြေချမိသည့်နဲ့ကြွက်ရင်ထဲကဒံရဟောင်းတွေကတဖန်နာကျင်လာရပြန်သည်တဖြည်းလည်းမရှိတော့သလိုဒီမြို့မှာကြွဲတွဲတာစရာဆဲလို့သမီးသာကြံ့သည်မဟုတ်လားကြွက်ပခုံးကိုအသာဖက်ရင်စိတ်မပူရန်ပြုံးပြလာသည့်ခင်မုန်းချစ်သူကြောင့်ကြွက်အနည်းငယ်တည်ငြိမ်သွားရသည်ကြွက်ကိုစိတ်မချသဖြင့်ဒီခီးမှာတားဖားနှစ်ယောက်လုံးလိုက်ပါလာကြသည်အဆင်ပြေသွားမှာပါကြွယ်လေးရဲ့နော် အားပေးတဲ့ကြောင့်ကြွယ်ခက်ရရသာပြုံးမိသည်။တမိခကြွယ်ကိုမှတ်မိပါမလား။ကြွယ်ကိုမြင်ရင်ဘလို့မျိုးတုံပြန်လာမည်လဲရင်ခုန်စိတ်လှုပ်ရှားမိသည်။ညနေကျရင်တော့ရာဇဝါစီသွားတွေ့ရမယ်ကို။ဟွန်းကိုကြွယ်အနာမှာရှိမယ်နော်။ခေါင်းလေးညှင်းပြမိသလိုအန်လေးတင်မိ။ဒီလူရုပ်မှာကြွယ်ကိုတွေ့ရင်ဘလောက်အံ့ဩကြောက်လန့်သွားမလဲမြင်ချင်း။ဧည့်သည်ရောက်နေသည်ဆိုတာမို့ရာဇဝါသူ့လုခန်းနဲ့ခေါ်ခဲ့ခိုင်းလိုက်သည်။ တကားကိုတွန်းခွင်ကတလန်းချင်းခက်ပြပြုံးဝင်လာသည့်မိမကိုမြင်တော့တန်တော်ဖြစ်သွားရရင်ထိုင်ရမဝုန်းငနေထိုင်ရမည်လှလွန်းကျဒီမိမမဟုတ်တာသူသူမျက်စိများမှားသလားသူတန်တဲ့ရကိုကျဲ့အနောက်မှာပါလာသည့်ပူတောင်းကြီးကဖယ်ရှားပေးလိုက်ပြီးတော့ကျဲ့ပုံစံကအရင်လိုနုနုခက်ခက်ကလေးမဟုတ်တော့အသက်အရွယ်ရလာသည့်မိမတဦးပြီးပြီးချိတ်ထမိန်ရင်စိလက်ရှိကိုအကြအနာဝုတ်ပြီးနောက်တွဲစရုံထုံခါကတည်ငိမ့်နေ၏ မင်းလှလွန်ကြွယ်အရှင်လက်လက်ကြီးပါပဲရှင်ကြွယ်ကခက်ထထလေးဖြီကရစာပွဲဤမျက်နာကိုနာနာကြီးကြီးစူးစိုက်ကြည့်လိုက် ရွှေခိုင်းမြန်မြန်ကြီးတက်၍အင်းဤဖြူလက်ရှိပေါ်ဆွတ်တာထက်ဝေခါဇေယဤပြရုပ်တွေအစပြိုးလာသည်ရစာပွားမျက်နာကအကြီးအကျယ်ပြည့်ရင်းနေမင်းမင်းဘလို့ဖြစ်ပြီမသေးတာလေလို့မေးမလို့လားငါကိုယ်တိုင်တက်ခဲ့တယ်မင်းမ ဘာလို့ငါရှေ့ပြန်ရောက်လာသလဲဖြစ်ချင်တာလားဟမ်ရာစာဘွားမျက်နှာကထိတ်မရအောင်ပြက်သွား၏ပုံမူရာဝင်ကျွယ်ကအရသာခံကြည့်ရင်ခက်ပြုံးပြုံးလေးဆက်ပြောလာသည်ကကျမသမီးကိုကျမလာပြန်ခေါ်တာမရဘာဇလန်းလေးရဲ့အပိုင်း၁၆ကလေးကတော့ ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။အပိုင်းစခုံကိုမကြခင်မှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်မြော်နာစင်အားပေးကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။